အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာငါးမလာပေါင်းလေးကိုအိမ်မှာအလွယ်လှူစားပြစ်တာနဲ့ပဲကျွမ်းလှူစားပြစ်တဲ့လေးလေးကိုတစ်ခါတည်းလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ဒီလုံနီးလေးဟာဆိုရင်လှူရတာလေးလွယ်ကူတယ်ပါဝင်ပစ္စည်းလေးကလည်းနေပြီးတော့စားရတဲ့အရာသာလည်းတော်တော်လေးကို စားလို့ကောင်းပါတယ်ရှင်ကြတဲ့ဆိုဗီဒီယိုလေးကိုအဆုံးထိတူတူကြည့်ကြရအောင်နော် ငါးမလာပေါင်းလို့ဖို့တက်ဖို့တော့တလာပီယာငါ50ဒါလောက်ရှိတဲ့အကောင့်တစ်ကောင်ကိုသုံးထားပါတယ်ရှင်။ငါးကိုတိတိချာချာစေကျော်တန့်စင်ပြီးတော့ခုလိုမျိုးလေးမွန်ထားပေးပါတယ်။ကျွမ်းကတော့အညီနဲ့တက်တာအောင်လို့စားရှာလကရေနဲ့တိတိချာချာလေးနေပြီးတော့ရေနဲ့လင်းကားတက်လောက်ပြချာလေးစေကျော်တန့်စင်ထားပေးပါတယ်။ငါ့ကိုအရသာနေဖို့အတွက်ကတော့အတီးရွက်ဟင်ခတ်မုံလက်ဖက်စားစုံတစုံစားလောက်ပို့ပြီးတော့ဒီငါးရဲ့မွန်ထားတဲ့အသားလေးထည့်အောင်လို့စင့်ဝင်အောင်လို့တိချာလေးနေပေးလိုက်ပါမယ်။ ်ပြီးရင်တော့ငါးကိုပြုတ်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါင်းတဲ့အခါမှာပဲဖြစ်ဖြစ်အညီနဲ့တက်တာစီဖို့အတွက်ငါးရဲ့1 byte တွေကိုဇပယ်လင်းနှစ်ပိုင်းလောက်နဲ့ဒီပပလင်းထားတဲ့ဂျင်းလေးတွေကိုငါးရဲ့1 byte တွေကိုထည့်ထားပေးလိုက်ပါမယ်ရှင်အခုလိုမျိုးလုပ်ပေးခြင်းအပြင်ငါးကိုပေါင်းတဲ့အခါဒါမှမဟုတ်ပြုတ်တဲ့အခါမှာအညီနဲ့ပို့ပြီးတော့တက်တာစီပါလေခုလိုမျိုးလုပ်ပြီးသွားပြီဆိုရင်တော့ငါးအသားလေးကိုအရမ်းသားလေးနည်းနည်းပိုဝင်သွားအောင်လို့7မိနစ်15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်။ ပြီးတော့ရင်တော့ငါးပေါင်းထဲမှာထည့်ဖို့အတွက်ပါဝင်ပစ္စည်းအချို့ကိုလည်းပြင်ဆင်ထားလိုက်ပါမယ်ရှင်။ကျက်သမိတ်အပင်သေး၃ပင်စာလောက်ကိုလည်းပါပါတိတိလှိထားပေးလိုက်ပါမယ်ရှင်။ကျက်သမိတ်လေးလှိပြီးွားပြီဆိုတာနဲ့ရှမ်းနဲ့နန်း၂ပင်စာလောက်ကိုလည်းခုလိုမျိုးလေးပါပါတိတိလှိထားပေးလိုက်ပါမယ်ရှင်။ဒီပမာဏဆိုရင်တော့ကျမအခုပေါင်းမယ်9000ဆာအတွက်ကတော့အနည်းတော့ပါပဲရှင်ပြီးသွားပြီဆိုတာနဲ့ကျက်သွင်ဖြူရှစ်မှတ်စာလောက်နဲ့ မြေပဲဆန်လောထမင်းစားစောနှစ်စောစာမောင်မောင်လောက်ကိုစုံထဲမှာထည့်ပြီးတော့ညက်သွားအောင်လို့ထောင်းထားပေးလိုက်ပါမယ်။အလုံးရအောင်ထားမိသားပြီဆိုရင်တော့သူ့ကိုပကံတစ်ခုထဲမှာခတ်ပြီးတော့ထည့်ထားပေးလိုက်ပါမယ်ရှင်။ပြီးသွားရင်တော့ငါးပြုတ်ဖို့တွေရင်းနှီးစုအောင်တည်ထားတဲ့ဥလေးကိုစက်သွင်းပြီးဂျင်းလှီးထားတာလေးနဲ့စပယ်လင်ကိုထည့်ပါမယ်။ပြီးရင်တော့ခုနကအရသာနဲ့ထားတဲ့ငါးကိုထည့်ပါမယ်ရှင်။ ်ငါ့ကိုမြုပ်ခန်းနေလောက်တဲ့အထိရင်ရွေးအနေငယ်ထပ်ထည့်လိုက်ပါမယ်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်။10မိနစ်လောက်တည်ပြီးသွားပြီဆိုရင်တော့အဖုံးလေးဖွင့်ကြည့်ပြီးတော့နောက်တစ်တစ်ဖက်ကိုပြောင်းပြီးတော့အထက်အောက်လေးလှည့်ပေးလိုက်ပါမယ်။နောက်ထပ်တစ်ဖက်ကိုလည်းအဖုံးလေးအုပ်ပြီးတော့နောက်ထပ်10မိနစ်လောက်တည်ထားပေးလိုက်ပါမယ်။ ငါးကိုပြုတ်ထားတော့မှမာလာ sauce ချက်ဖို့အတွက်ကိုတော့ကျွန်မက ready made မာလာနှစ်စော်လေးကိုတုံးထားပါတယ်ရှင်။အိုးလေးကိုစီထည့်ပါမယ်။စီပူလာပြီဆိုတာနဲ့ခုနကကျွန်မတို့ထောင်းထားတဲ့ကျက်သွင်းပြူနဲ့မြေပဲဆန်ကိုညနေအောင်ထောင်းထားတာလေးကိုထည့်ပြီးတော့ကြော်ပြပါမယ်ရှင်။အားလုံးတမအောင်ငွေပြီးပြီးတော့အနံ့လေးငွေလာတဲ့အထိအောင်လို့ခဏလာငွေကြော်ပြလိုက်ပါမယ်။ အားလုံးတမနှက်ဆက်အောင်ငွေပေးပြီးတော့အနံ့လေးငွေလာတဲ့ထီအောင်ကြော်ပေးပြီးဆိုတာနဲ့သူ့ထဲကိုခုနကမာလာအနှစ်ဆော့စ်ထုတ်လေးကိုဖောက်ပြီးတော့ထည့်ထားပေးလိုက်ပါမယ်ပြရနဲ့ဒီ source အနှစ်လေးနဲ့မြေပဲချက်တံဖြူအားလုံးတမသွားတဲ့အထီအောင်ကိုမှုပေးလိုက်ပါတယ်။အားလုံးတမအောင်မှုပေးပြီးဆိုတာနဲ့သူ့ထဲကိုရင်းနှွေးစုပြီးသားကိုကိုလိုအပ်တဲ့လောက်လေးထည့်ပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်။ ဒီ source ရဲ့အပြည့်အကျဲကိုလိုချင်တဲ့အနေထားလေးရအောင်ပေါ့နော်ဒီနေရာမှာရေနွေးအစားအယူပြုတ်ရေတခုခုရှိရဆိုရင်တော့ပို့ပြီးတော့ကောင်းပါလိမ့်ရှင်ကျွန်မကတော့အိမ်မှာအဆင်သင့်မရှိရနဲ့ပဲရေနွေးလေးပဲထည့်လိုက်ပါမယ်ပြည်ရနဲ့အားလုံးတမတော်အောင်ကိုမှုေပေးပြီးတော့အရသာလေးဝေးကြည့်လိုက်ပါမယ်အရသာအနေငယ်ပေါ်ရရနဲ့ဘဲသူသေးကိုစာအနေငယ်တကြားကို ထမင်းစားစုံတစုံစားလောင်းနဲ့ ဟင်အသီးရွက်ဟင်ခံမုံကိုတော့နှစ်ဖက်စားစုံတစုံစားလောက်ထည့်ပြီးတော့အားလုံးအရသာကြီးနှက်ဆက်သွားအောင်လို့နောက်တစ်ခါထပ်ပြီးတော့မှုပေးပါတယ်အရှာတာကလည်းကိုစိကြိုက်ဖြစ်ပြီးဆော့စီရဲ့အပြည့်အဲကလည်းကိုလိုချင်တဲ့အနေထားရအောင်တေးပေးပြီးဆိုတာနဲ့ခုနကအစင်သင်းလှီထားတဲ့ရှမ်းနဲ့နန်နဲ့စက်တော်မေလှီထားတာလေးကိုထည့်ပေးပါတယ်။ပြီးရနဲ့အားလုံးတမအောင်မှုပေးပြီးတော့မီးလေးပိတ်ပြီးရနဲ့အနံ့လေးပုံပေးသွားအောင်လို့နန်းလေးထည့်ပြီးတော့ထည့်လိုက်ပါမယ်ရှင်။ ဒါဆိုရင်တော့မာလာအနှစ် sauce လေးရပါပြီရှင်အခုငါးပြုတ်ထားတာလဲချက်ပြီဆိုတော့ဒီပြုတ်ထားတဲ့ငါးကိုဆယ်ပြီးရောပကံထဲမှာထည့်လိုက်ပါမယ်ပြီးရတဲ့ခုနှစ်က sauce အနှစ်ချက်ထားတာလေးတွေကိုဒီပြုတ်ထားတဲ့ငါးရဲ့အပေါ်မှာအသေးချာလေးနှက်ဆက်အောင်လို့လောင်းထည့်ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့အရသာရှိတဲ့ငါးမာလာပေါင်းလေးရပါပြီ မလာနှိမ့်ထုတ်လေးတစ်ထုပ်ဝယ်ထားရုံနဲ့အိမ်မှာကိုစိတ်ချက်အရသာပြင်ဆင်ပြီးတော့လှူစားလို့ရတာမို့တစ်ခါလောက်လှူစားကြည့်ပါရှင်ဒီငါးမလာပေါင်းလေးကိုကျမတာပထမဦးဆုံးလှူစားပြတာလေးပါရှင်။အရသာလေးကလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်။တမင်းပူပူလေးနဲ့တွဲစားတာပဲဖြစ်ဖြစ်၊သူကြီးစားတာပဲဖြစ်ဖြစ်နှစ်မျိုးစလုံးစားလို့ကောင်းပါတယ်။လှူရတာလည်းမခက်သလိုစားလို့လည်းကောင်းတာမို့အားလုံးစိတ်မြတ်တက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။ ဆုံးထိကြည့်ရှုပေးတဲ့တရားဖြင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြမယ်နော်။